ားလုံးပဲမင်္ဂလာပါအမဒီနေ့မှာဆိုလို့ရှိရင်တော့ဟိုလေပြပြပေးချင်တာလေအမရှိဟိုဒီ brand အသစ်တွေပေါ့နော်ဟိုဖုံးဆက်ကြတယ်ဖုံးဆက်ကြတဲ့အချိန်မှာပေါ့နော်သူတို့ဒီဈေးကွက်တစ်ခုကိုဘယ်လိုစပြီးထုတ်ရမလဲလက်လီနဲ့လက်ကားပုံစံပေါ့နော်ဘယ်လိုထုတ်ရမလဲဆိုပြီးပြောရတယ်ပေါ့နော်အဲ့တော့အမအနေနဲ့လေအကြံပေးချင်တာလေ ိုတခါလေးပဲပေါ့နော်ဆက်ဟိုနောက်ထုံမဲ့သူတွေပေါ့လက်ရှိတက်ရှိထုံနေကြတယ်ဒါပေမဲ့ဈေးကွက်တစ်ခုကိုရေရှည်ရက်တည်ကျင်တဲ့သူတွေရောထပ်ပြီးဘလို့သွားရင်ကောင်းလဲဆိုရယ်ဈေးကွက်ကြီးမားကျင်တယ်ဆိုရယ်သူတွေအားလုံးတော့ပေါ့အမအနေနဲ့အကြံပေးချင်တာဟာကြောက်လေလက်ကားပဲသွားသေးတာလက်ကားသွားလက်ကားပုံစံပို့ပြီးတော့အဆင်ပြေခဲ့အဲဘလို့အဆင်ပြေလဲဆိုအမကိုယ်တိုင်ကလည်းဟိုဒီအထည်တွေကိုပိတ်လိုက်တယ်အလိတ်လိုက်တယ်မှပဲခြားပြီးတော့ကိုယ်တိုင်အမကတော့ပတ်တန်တွေဆွဲတက်တက်လူတွေဖြစ်တဲ့ခါကျတော့ကိုယ်တိုင်ဒီဇိုင်းထိုင်ဒီဇိုင်းဆွဲပေါ့နော်ဒါမဲ့ချုပ်တာပိုင်းတွေကတော့အမကိုစံပယ်တော့အမတို့တကယ်တကယ်အမကိုယ်တိုင်လည်းအဆင်ပြေတထည်တော့ ောင်မောင်မချုပ်နိုင်ဘူးသူများနဲ့ပဲချုပ်ရတာပေါ့နော်သူများနဲ့ဆိုတော့ကိုချုပ်သမားနဲ့ပဲတည်တံမောင်ဝါသွားရတာပေါ့ကိုရဲ့ကိုရှိမှချုပ်ပေးတဲ့သူနဲ့ပဲတည်တံသွားရတာပေါ့နော်အဲချုပ်ရုံပိုင်းလည်းအဲ့လိုပဲမောင်ကဟိုဘေးကနေ control ပဲလုပ်လို့ရတယ်အမောင်ကိုယ်တိုင်ဝင်မလုံးနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အမောင်က design ရဲ့ဒီရဲ့ ဈေးကွက်ရုံမှာပျံရှာနေရတာဖြစ်တဲ့အတွက်အဲ့လောက်ထိတော့လှုပ်လို့လည်းမရဘူးအဲ့လောက်လုံးလည်းဈေးကွက်မှာအားနေသွားမယ်ပေါ့နော်အဲ့တော့ဒီအခုပြောချင်တာကကြာတော့လက်လီလက်ကားပေါ့နော်အဲ့တော့မောင်လက်လီနဲ့လက်ကားမှာကြာတော့အားသာတဲ့ပုံစံမျိုးတွေကကွာတယ်ဘလို့ကွာလဲဆိုတော့ပထမတစ်ချက်အနေနဲ့လက်လီရာကြာတော့မောင်ကအထည်ရေအတွက်ကလေဟိုအထည်ရေအတွက်နည်းနည်းနဲ့အမျက်မြများယူလို့ရတယ်ပေါ့နော်လက်လီသမားကြာအဲ့လိုမဟုတ်ဘူးအထည်ရေအတွက်မြင်များနဲ့ဟိုအမျက်နည်းနည်းနဲ့အရေအတွက်ပေါ်မှာမူတည်ပြီးမောင်ကအမျက်စားဝါတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဘယ်ဟာထပ်ပြီးတော့နှစ်ခုစလုံးကတော့ဘယ်ရာမဆိုအားသာချက်အားနည်းချက်လေးရာတော့ရှိနေတာ ပဲအဲ့တော့လက်လီယာကြတော့လည်းဘာဖြစ်တယ်လဲဆိုတော့ဘလောက်ပဲရောင်းရတဲ့အထည်ဆိုင်ဖြစ်စေအထည်ကတော့ကျန်တာပဲဒါတဘာဝပဲဟိုဒီဇိုင်းမမူတည်ပြီးတထင်မှလည်းမကျန်ခြင်းမကျန်ဖြစ်သွားမှာအရှိတာအရှိကောင်းရှိနိုင်လာပဲဒါပေမဲ့အထည်ကတော့ကျန်တာပဲလက်ကားရောမကျန်ဘူးလားဆိုတော့လက်ကားတော့ကျန်တယ်ဆိုပြီးမဲ့အမရောင်းတဲ့လက်ကားပုံစံကကြာအမကအစည်းလက်ရောင်းတာကိုဥမာဟိုအစည်းလက်ရောင်းတဲ့အချိန်မှာအမကကြာ free side အထိကသွားတာ free side အထိကသွားတဲ့အခါကျတော့ ဘယ်လိုပြောမလဲဆိုတော့ဟိုအထည်ကကြံနေဆိုရင်တော့တစ်စီးကြံရင်ကြံမယ်နှစ်စီးကြံရင်ကြံမယ်အဲ့ဒါကြီးကဖြုံလို့တော့အမောက်ကအရန်လွယ်တယ်ဘာလို့လဲဆိုတော့ကိုရှိက live save ဘူးယူရောင်းတဲ့လူတွေကအဲ့လောက်ကဘာမှပတ်မွာလို့မဟုတ်တဲ့ခါကျတော့အမောက်တို့အဆင်ပြေရပေါ့နော်အဲ့တော့အခုကိုကလက်ရှိပေါ့နော်လက်လီရောင်းနေတယ်ဟိုတလားတလားအထည်ကိုပေါ့20 30နဲ့တော့ ready to wear မနေနဲ့လीဟိုတကယ့်ဟိုပေါ့နော်တိုင်ကနန်းနဲ့ရောင်းနေဆိုရင်ကတော့တမျိုးပေါ့ဟိုတောင်ကနန်းလေးနဲ့တထောင်ကျော်ပေါ့တောင်ကနန်းလေးနဲ့ဆိုတာတထောင်ကျော်ဝန်းကျင်လေးပဲရောင်းမယ်ဆိုရင်တော့အထည်ရေအတွက်30 40လောက်ကြာတကယ်တကယ်ရလीအမြတ်ဘာမှမချင်အောင်တကယ်တကယ်ရေ င်ရှည်ရက်တည်ဖို့အတွက်ကြာမလွယ်ဘူးတိလားအဲ့တော့မလွယ်ဘူးဆိုတော့လေတကယ်ထုတ်မယ်ဆိုရင်လေ120 150 150လောက်ထုတ်မှသာလေဒါအမျက်လေးကမစိုးဘူးပေါ့နော်ပြီးရခါကြတလောက်ဒီဇိုင်းတစ်ခုတော့မထုတ်နိုင်လေနော်တခါထွက်လို့ရှိရင်ဒီဇိုင်း5မျိုးတော့ထွက်မှသာလေကိုကအမျက်များများပို့ပြီးတော့ဟိုအဆင်ပြေမယ်ပြီးရင်ဝယ်တဲ့သူကလည်းဟိုဘယ်လိုပြောမလဲဟိုဒီဇိုင်းအများကြီးဝကြည့်ရဖြစ်တယ်တော့သူ့တော်လည်းပို့ဝယ်ဖြစ်တာပေါ့ဒီလူမကြိုက်ရင်နောက်လူကြိုက်မယ်ဒီလူမကြိုက်ရင်နောက်လူကြိုက်ဆိုလူဆိုတာ recycle ဖြစ်နေရပဲလေနော်လက်ပတ်ပြီးတော့မှဝယ်နေကြမှာပဲဆိုတော့ဒါကတော့လက်ကလက်လီပုံစံပေါ့နော်အဲ့တော့လက်ကကကြတော့ရှင်းတယ် ။နောက်ကဆိုလို့ရှိရင်အမဆိုလို့ရှိရင်ဘယ်လိုလဲကိုယ့်ရဲ့ဒီဇိုင်းရှိထားပြီးသားကိုမဟုတ်ဘဲကြောင့် ODM ပုံစံပေါ့။ကိုယ့်ဒီဇိုင်းရှိထားတယ်၊ကိုယ့်ရဲ့ formula ရှိထားပြီးသားသူကိုရှိထားပြီးသားကို like စီရောင်းတဲ့လူတွေကိုအမကဒါရီပေးလိုက်တာ။အဲပေးလိုက်ပြီးဒါရီရောင်းသွားသူကမှကိုယ့်ရဲ့ရှီကပြန်ယူတာပေါ့။ပြန်ယူပြီးဒါရီပြန်ရောင်းတာပေါ့။အဲ့ဒီအချိန်မှာမဟုတ်ဘဲကြောင့်ဒီခါလေးကြရင်လေးသိလား။လက်ကရောင်းတဲ့သူတွေမှလေဘာဖြစ်လဲဆိုတော့လေအမတို့ဆိုလေ တချို့ထည်ဆိုလေ900လောက်ပဲကျန်တယ်တချို့ဆယ်ခါလေးကျရင်ရည်ချင်းစရာကြီးတည်လာ300ဒါမှမဟုတ်အထည်ယူတော့1000ကနေ2000ထွက်သွားပြီဆိုရင်တော့ဒါမဆိုးဘောအဲမဆိုးဘူးဘောကျန်တယ်ပေါ့နော်အဲ့တော့မောက်တွက်ကကြတော့ဗာလဲဆို marketing စရာကြီးမရှိဘူး marketing စရာကြီးမရှိတဲ့ခါကျအဲ့ဒါကြီးတက်တာရယ်ပေါ့နော်အဲ့တော့လက်လီသမားကကြတော့ဗာလဲဆိုသူ့မှာ marketing စရာကြီးရှိရယ်ဟို PR gift တွေပေးရတာရှိတယ်ပြီးရင်အခုလိုမျိုးမီးပြတ်တဲ့အချိန်ကြလို့ရှင်မောက်မီးဆက်နှူပြီးတော့မှ customer လာဝယ်တဲ့အချိန်ကြရင်လေပူမှာဆိုတော့အဲ့လိုအေကွန်အေးအေးလေးနဲ့စိတ်ချမ်းသာအောင်ဝယ်ပါစေဆိုပြီးတော့အဲ့လိုမျိုးလေးဝယ်ရအောင်ဆိုပြီးတော့အဲ့လိုမျိုးပေးရတဲ့စရိတ်တွေစကားတွေရှိရယ်ပေါ့နော် အဲ့ဒီတော့အတူအနေနဲ့ဟိုအမျက်တင်တဲ့အချိန်မှာလည်း အမြတ်တင်တဲ့ချိန်မှာလည်းကိုသူရဲ့ထိုက်တဲ့လောက်တော့သူတင်ပါပေါ့နော်ဒါမှလည်းသူရေရှည်ရက်တည်လို့ရမှာပေါ့အဲ့တော့လက်ကားသမားတွေအတွက်ကလည်းဟိုဒီလက်လီသမားတွေရှိမှသာလင်ဟိုလက်ကားသမားတွေကပြရတာလည်းပိုအဆင်များအဲ့တော့ local brand စပြီးထုတ်တော့မယ်ဆိုရင်ကိုကဈေးကွက်တစ်ခုအတိုင်းတာပေါ့မှာဟိုဘယ်လိုပြောမလဲတီးတန့် brand တစ်ခုအနေနဲ့ပဲရက်တည်ခြင်းနဲ့ဆိုရင်တော့ဟို collection တစ်ခုအနေနဲ့ပဲရက်တည်ခြင်းနဲ့ဆိုလို့ရှိရင်တော့လက်လီပဲသွားပေါ့နော်ကိုကမဟုတ်ဘူးလုပ်ငန်းလိုမျိုးသွားခြင်းနဲ့များများလည်းဖြုံးခြင်းနဲ့အရင်ကြီးလည်းကိုမှရှိရယ်ဆိုလို့ရှိရင်တော့လက်ကားပုံစံနဲ့သွားတာကိုအမကပို့ပြီးတော့အားပေးတယ်ပေါ့နော်အခုမှစပြီးထုတ်မယ်ဆိုရင်ဒီချက်လေးတွေကိုစဉ်းစားပါ စဉ်းစားပြီးတော့ကိုရေရှည်လုပ်မယ်ကိုမှလည်းဟိုပစ္စည်းတွေလည်းလောင်နိုင်တဲ့အင်အားရှိတယ်လောင်လဲလောင်လို့ရတယ်ဒါပေမဲ့ဘလူးမားတော့မဆိုလည်းအရင်ကြီးစတဲ့အချိန်မှာလေအရင်ကြီးအများကြီးနဲ့မဟုတ်စတာတော့မဟုတ်ပင်မဲ့လေမဟုတ်ကကလာဆုံးရောင်ဆုံးယူပြီးတော့မဟုတ်ကလုတ်တဲ့သူတွေဖြစ်တဲ့ခါကျတော့ဟိုပို့ပြီးတော့အဆင်ပြေတယ်အဲပြီးတော့အရောင်ဆုံးအလေးဆုံးကချရတာဖြစ်တဲ့ခါကျတော့ ဟိုလက်ကြံနေတော့မောင်ကဒီဇိုင်းမျိုးစုံထုတ်နေလို့ရရပေါ့နော်အဲ့ဒါလေးကြောင့်အလက်ကသမားရဲ့အားသာကြပေါ့နော်လက်လီသမားကြောင့်လည်းအထည်အရန်များကြီးသွားပြီးတထည်ချင်းစုလူအရောက်ပေါင်းများစွာရောင်းနေရမှာပေါ့နော်အဲ့ဒါလေးရတော့ကွာလေပေါ့အဲ့တော့ဒါကွာခြားချက်လေးကိုပြပြပေးတာအဲ့တော့ကိုကအခုမှစပြီးထုတ်မယ်လက်ရှိလည်းထုတ်နေတယ်လက်လီရောင်းနေရရင်လက်ကပုံစံသွားမယ်ဆိုရင်တော့အမအခုပြောတဲ့အချက်ကလေးတွေကိုယူပြီးသုံးလို့ရရပေါ့နော်အဲ့တော့ဒီနေ့မှပြပြရဲ့အကြောင်းအရာလေးကကြတော့လက်လီလက်ကပုံစံလေးကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်အမအစီမှာလာပြီးတော့ဆွေးနွေးလို့ရတယ်အဲ့ပြီးရခါကြလို့ရှိရင် brand တွေထုတ်ချင်တယ်ဟိုဒီဇိုင်းမဲ့စဉ်းစား ားခြင်းနဲ့ကိုကဒီရဲ့ pattern ပိုင်းนี่လည်းမသိဘူးတိတကယ်တကယ်ကလေဒါ brand owner ရဲ့အရင်လဲဟိုလေးချုပ်နေပိုင်းนี่ရရင်သိစရာလည်းမလိုပါဘူးကိုကဈေးကွက်ရဲ့ sense scale ရှိမယ်ဒီပိတ်စားတွေ design တွေအကြောင်းလည်းသိမယ်ဆိုရင်ရပြီဟိုချုပ်တက်မှ ဒီ local brand ထုတ်လို့ရတယ်ခင်မဟုတ်တော့ဘူးเนาะအဲ့တော့အဲ့ဒါလေးလည်းတစ်ချက်လာပြောပြရင်လည်းအမရှိမထုတ်ချင်တဲ့သူတွေဆိုရဆိုရင် design ပြီးပြီးတော့ပတ်တန်ကနေစပြီးတော့ဒီ packaging ဘိုင်းထိပေါ့ဈေးကွက်မှာတခါတည်းတင်ရောက်လို့ရတဲ့အဆင့်ထိမဟုတ်ပါဘူးဟိုထုတ်ပေးတယ်ပေါ့เนาะအဲ့ဒါလေးအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်ပေါ့ချက်ပေါက်မှာလာရအောင်အသေးစိတ်ဆွေးနွေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်